ယူကရိန်းစစ်ပွဲရပ်ဆိုင်ရေးတွန်းအားပေးဖို့အတွက်သူဟာရုရှားသမ္မတဗလာဒီမာပူတင်နဲ့ဖုန်းဆက်ဆွေးနွေးသွားမယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကပြောကြားခဲ့ပါတယ်။စစ်အပီးယူကရိန်းမှာပိုင်ဆိုင်မှုဆိုင်ရာခွဲဝေရေးသဘောတူညီချက်တချို့ကိုကြိုတင်ရရှိထားပြီးဖြစ်တယ်လို့မတ်လ16ရက်နေ့မှာထရမ့်ကပြောကြားခဲ့ပြီးသူနဲ့ပူတင်ဟာမတ်လ18ရက်နေ့မှာတော့ဆွေးနွေးမှုတွေဆက်လက်လုပ်ဆောင်သွားမယ်လို့အတည်ပြုခဲ့ပါတယ်။ ီးခဲ့တဲ့သတင်းပတ်တုန်းကယူကရိန်းဟာအမေရိကန်အစိုးရအစိုးပြုတဲ့ရပ်ပေါင်း30ကြာကနအူးအဆင့်အပြည့်အခတ်ရစရေးအစီအမံကိုလိုက်နာသွားမယ်လို့ကြေညာခဲ့ပြီးအမေရိကန်ကရုရှားကိုပါအဲ့ဒီအစိုးအတွက်သဘောတူဖို့တွန်းအားပေးနေပါတယ်ရုရှားသမ္မတပူတင်ကစစ်ရဆိုင်ရေးအတွက်အမေရိကန်ရဲ့အားထုတ်မှုကိုမူအားဖြင့်လက်ခံပေးမယ်အသေးစိတ်ညှိနှိုင်းရမယ်အပိုင်းတွေတော့ရှိနေသေးလို့အစောပိုင်းတုန်းကအမှတ်ချက်ပေးထားပါတယ် ထရမ့်ကတော့လက်ရှိအခြေအနေမှာရုရှားနဲ့ကောင်းမွန်တဲ့ပူးပေါင်းဆောင်ရွက်မှုတွေရှိနေကြောင်းမတ်လ18ရက်နေ့မှာသူဟာရုရှားသမ္မတပူတင်နဲ့စကားပြောမှာဖြစ်ပြီးတခုခုကိုတော့ကြေညာနိုင်လိမ့်မယ်လို့ယုံကြည်ကြောင်းသမ္မတစီးတော်လေးရင် Air Force 1ပေါ်မှာထရမ့်ကသတင်းတောက်တွေကိုပြောကြားခဲ့ပါတယ်သူကစစ်ပွဲအပြီးမှာနယ်မြေပိုင်ဆိုင်မှုတွေခွဲဝေတတ်မှတ်ရေးကိစ္စကိုလည်းပူတင်နဲ့အသေးအချာဆွေးနွေးရလိမ့်မယ်လို့ဆက်ပြောပါရယ် စစ်ပွဲမတိုင်ခင်တုန်းကအခြေအနေတွေနဲ့ရှင်ရင်နေမြေအများပြရဲ့အခြေအနေတွေကလုံးဝအုတ်တုံကွဲပြားခြားနားသွားပြီဖြစ်ကြောင်းနေမြေတွေတအားပေးစက်ယုံတွေရဲ့အကြောင်းကိုသေချာဆွေးနွေးရမှာဖြစ်ပြီးအဲ့ဒီအပိုင်းမှာမေကွန်ထုတ်စရာတွေလည်းအများကြီးကြံနေသေးကြောင်းထရမ့်ကမှတ်ချက်ပေးသွားပါတယ်တစ်ဖက်မှာလည်းအဲ့ဒီကိစ္စတွေရဲ့အခြေခံကြတဲ့အပိုင်းတွေကိုယူကရိန်းရောရုရှားနဲ့ပါအမေရိကန်ကတော်တော်များများဆွေးနွေးညှိနှိုင်းပြီးပြီလို့သတ်မှတ်နိုင်ကြောင်း တချို့ပိုင်ဆိုင်မှုခွဲဝေရေးကိစ္စတွေကအပြေကျွတ်ထွက်ထားပြီးဖြစ်ကြောင်းလဲထရမ့်ကပြောကြားသွားပါရရှင်။